အဲဘလို့မွေးဖြစ်သွားလဲဆိုတော့အဓိကတော့အိမ်မက်ကြောင့်လဲကျွန်တော်ပါတာပေါ့နော်ဟိုအိမ်မက်ကြောင့်ဆိုတာအိမ်မက်ပေးပြီးရောက်လာတာမဟုတ်ဘူးဒီမွေလေးတွေမရောက်ခင်မှာကျွန်တော်အိမ်မက်ကြုံမက်တာဒီလိုပုံစံအဲ့လိုမွေအကြီးပေါ့တောင်ပတ်နေတာဒီတယောက်နဲ့ပဲအဲ့မွေကြီးကကျွန်တော်နောက်ကိုလိုက်လာတယ်လို့အိမ်မက်မက်တာမကြောက်ဘူးပဲဒီကောင်လေးရောက်အာကျွန်တော်ယူဖြစ်သွားတာပေါ့အဲ့လိုမျိုးမှတ်မှတ်ရရပြန်ဆိုရင်နေတွေအဲ့လိုမျိုးဂလုံနဲ့ နှက်ကားဒီအများရန်တက်နေတာမဟုတ်ပါဘူးယူလို့ရတယ်အဓိကအဖြစ်တော့ရှုပ်ကလင်များကွဲမှာကြောက်တာဒီနောက်ကကိုချစ်သူကတသက်လုံးကိုတယောက်တည်းပဲချစ်စေချင်တာမျိုးပေါ့နော်အဲ့မှာမျိုးမှာမှကျွန်တော်ကနှစ်မျိုးရှိတယ်လက်ဝဲနဲ့လက်ရလက်ဝဲနဲ့လှုပ်စေချင်တဲ့သူဆိုလဲလက်ဝဲနဲ့လှုပ်ပေးတယ်လက်ရနဲ့လှုပ်စေချင်တဲ့သူဆိုလဲလက်ရနဲ့လှုပ်ပေးတယ်တို့ရူအောင်ထွေးမငောက်စားတကယ်ဟုတ်ပါတယ်။နောက်တို့ချင်းချင်းတွေ့နေတော့တကြက်ကြက်နဲ့တက်တယ်။သူများတွေကိုပြွားပြီဆိုလို့ချင်းအဲဂျာဝင်လာတဲ့လူကို ပြောရတော့မယ်ဆိုလို့ချင်းလဲသူတို့နှစ်ယောက်အပြင်တည့်တာမရှိတော့ဘူးသူတို့အဲ့လိုမျိုးအာအဓိကတော့အခြေအနေနဲ့ပတ်သက်လို့ချင်းကျွန်တော်တို့ကဒီယူသိမယူသိပေါ့နော်တခါလေကြလို့ချင်းတချို့နင်းနံတရားတစ်ခုနဲ့တစ်ခုကြမှာခိုက်တာ၄ရှိတယ်အဲ့တော့ဒါတွေကအဆင်ပြေနိုင်မပြေနိုင်ပေါ့အဲတချို့ကြတော့လေအခြေအကိစ္စမှာဖောက်ပြန်မှုရှိမရှိအဲနှစ်ယောက်တစ်တက်လုံးပေါင်းဖက်နိုင်မပေါင်းဖက်နိုင်အဲဒါမျိုးကိစ္စလေးတွေလာမေးတာရှိပါတယ်အဓိကတော့ကျွန်တော်တို့ကလယ်ပိုင်းလူတစ်ယောက်ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့နှစ်ပိုင်းခြားနဲ့ကျွန်တော်တွက်ချက်နည်းတွေပေါ့နော်အကုန်ဆုံးကျွန်တော်တွက်ချက်လိုက်တဲ့အချိန်မှာဒီလူတစ်ယောက်ရဲ့ကိုကျင်းတိတ်ခါတရားဒီဘယ်လိုရှိတယ်အဲလက်ရှိမှာတော့ဘယ်လိုရှိနေ င်မျိုးရှိတယ်ဆိုတာကျွန်တော်တို့ဒီဇာတာခွင်မှာထွက်လာပြီးသားပဲပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်ဟောပေးတယ်ဒါပေမဲ့ကျွန်တော်ဟောခဲ့တဲ့အရာတိုင်းဒီမှာလဲ95ရာခိုင်နှုန်းမှန်ကန်ခဲ့တာကြီးပဲဟောအဲကျွန်တော်တို့အဓိကအားဖြစ်တော့ အာကျွန်တော်ရဲ့ဒီဆရာလုပ်တဲ့တက်တန်းရပါတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှင်တော့တနင်္လာနဲ့တောက်ကြပေါ့တနင်္လာတောက်ကြဒီကျွန်တော်နေ့နဲ့နှစ်ခုထဲမှာကျွန်တော်တို့အစိုးရဆုံးလို့ပြောလို့ရတယ်အဲစီးပွားရေးလုပ်ငန်းဒီမှာသူကဘာဖြစ်တယ်လဲဆိုတော့ထိုးကြရင်ထိုးကြစီးပွားပြန့်ရင်ပြန့်မပြန့်ရင်တသမိမှာဖတ်မတင်ဖြစ်တတ်တယ်တသမိအဖတ်တင်သွားပြန်ရင်လည်းသူကဘာဖြစ်တယ်လဲဆိုတော့ဒီပြောမယ်ဆိုယောက်ျားနဲ့မိန်းမနှစ်ဦးကြာမှာပေါ့သူက လူထွက်တာတွေပါတိဖြစ်တတ်တယ်သူအဲ့လိုမျိုးရှိရအအတွဲထဲမှာအစိုးဆုံးအတွဲကလူတွေကထင်နေကြတာနှစ်ချက်တချို့တခြားအတွဲတွေရှိတာပေါ့နော်ဒါပေမဲ့အစိုးဆုံးကတနင်္လာတောက်ကြတနင်္လာတောက်ကြကွဲရင်ကွဲမကွဲလို့ရှိရင်ဆန္ဒပြောလို့သွေးထွက်တန်ရုံကိစ္စဖြစ်မဖြစ်ရင်လူထွက်အဲ့တော့ကျွန်တော်တို့ကမယူခင်မှာနန်ချင်းတာဆိုတာကြီးနန်ရှိတာဆိုတာကျွန်တော်တော်တော်လောက်ပါတယ်အဲ့လိုမျိုးကျွန်တော်စီရောက်လာတဲ့အတွဲတော်တော်များများမှလည်းလူတနင်္လာတောက်ကြနောက်ကတောက်ကြနဲ့ဆက်နေကျွန်တော်တို့အဲ့လိုမျိုးပေါ့အဲ့မှာတနင်္လာနဲ့ကြာတာပြေးဆိုကျွန်တော်ကရံမင်းများတာဒါပေမဲ့ ရန်များတယ်ဆိုပေမဲ့သူကဆွမ်းနာပြောလို့ပေါ့ရန်ဖြစ်နေစီးပွားတက်တဲ့အတွဲအဲရန်မဖြစ်ဘူးဆိုရင်အစီးပွားကျတတ်တဲ့အတွဲဒါပေမဲ့အဲ့မှာတနင်္လာနေ့တောက်ကြကြတော့သူကလူကိုခိုက်တာစီးပွားထက်ကိုအဲ့လိုမျိုးဘယ်အချိန်ကမှလူဒုက္ခရောက်မလဲမှုကင်းပြဿနာပဲဖြစ်လာမလားသွေးထက်တန်ယုံပဲဖြစ်လာမလားသူကအဲ့လိုမျိုးကြောက်ရတဲ့အတွဲပေါ့အဲ့ဓမ္မတော့ကအင်းဝရာစာဆိုတဲ့အတွဲထဲမှာမှကျွန်တော်တို့ကအစိုးဆုံးကဆွမ်းနာပြောတယ်တော့ကအတွဲ အဲ့လိုမျိုးအမြဲတမ်းတောကပြပါရများနေရတယ်ပူလောင်နေရတယ်ဘဝဟာအဲ့လိုမျိုးကြုံသွားတတ်တယ်အဲ့မှာမှဂျိုးခွေနေနက်ခတ်တွေမှာကျွန်တော်တို့ပို့ပြီးတော့မှဘလူးနဲ့လူနဲ့ကြတာတို့နက်နဲ့ဘလူးလို့ကြတာတို့ဆိုပို့ဆိုးဟောအဲရန်ဖြစ်မှာစီးပွားတတ်တဲ့တွဲဆိုရင်တော့ကျွန်တော်တို့တနင်္လာနဲ့ကြတာပရိပေါ့တနင်္လာနဲ့ကြတာပရိနောက်ကစနေနဲ့ပုတ်တတ်ဘူး ဲ့လိုမျိုးစနေဘုတ်တုပ်ကတော့တကြက်ကြက်ဖြစ်တတ်တယ်နောက်ကတနေ့လာနဲ့ကြာတာပရိယာလည်းအဲ့လိုပဲတကြက်ကြက်ဖြစ်နေတတ်တယ်ဒါပေမဲ့တကြက်ကြက်ဖြစ်ပြီဆိုလို့ရှိရင်တေချာတာသူတို့အတွေ့အစီးပွားတတ်တယ်အဲ့လိုမျိုးပေါ့အတွဲမှာတရာမှာသူတို့က80ရာခိုင်နှုန်းရှိတဲ့အတွေ့အစီးပွားတတ်တာပေါ့ဒါပေမဲ့တစ်ခုတော့ရှိတယ် နက်နက်ခက်နက်နက်ခက်ချင်းအောင်တနင်းလာကြတာပြည်ကရန်ဖြစ်တတ်တယ်အဲ့တခုပေါ့စကားများတတ်တယ်အဲစကားများနေတော့ငွေဝင်လိမ့်မယ်ဒါပေမဲ့အဲ့မှာမှာအစိုးဆုံးကဘလူးနဲ့နက်သွားကြရင်ကျွန်တော်တို့အစင်မပြောတချို့ကထင်တာအဲဘလူးနဲ့လူဆိုလို့ရှိရင်ပို့ဆိုးတယ်မှတ်တာအမှန်တော့မဟုတ်ဘူးဘလူးနဲ့နက်ကမှနက်ခက်ချင်းချင်းခက်ရင်တအားကြောက်ဖို့ကောင်းတာအဲ့လိုမျိုးအဲ့လိုဆိုရင်တော့နည်းနည်းချောင်တာပို့ပြီးတော့ကောင်းတယ်ဖြစ်လိုက်တိုင်းပြဿနာမှာတွေးထက်တိုင်အောင်ကိစ္စဖြစ်တတ်တယ်။ရာဇဝင်နေတွေကလိုမျိုးဂလုံနဲ့ နှက်ကားဒီအများရန်တက်နေတာမဟုတ်ပါဘူးယူလို့ရတယ်တချို့အတွဲမှာဆိုလို့ရှိရင်ယူပြီးတဲ့အခါမှာမှတဆုံးတိုင်မြဲအောင်ပေါင်းတင်သွားရတဲ့သူတွေရှိတယ်နော်အဲ့တော့တဲ့သွားတဲ့အခါကြလို့ရှိရင်လည်းရန်တသက်မှမဖြစ်အောင်တဲ့တဲ့အတွဲအဲ့ဒီဂလုံးနဲ့ နဂါးတွဲရနော်အာလုတ်ပေးပါတယ်ကျွန်တော်ဒီမှာနောက်ဆုံးပိုင်ကုန်ထိကျွန်တော်ဘယ်လောက်ထိလုတ်ပေးဆိုကျွန်တော်နန်ချိန်းနာတွေထိပေါ့နော်ဒီတွဲနဲ့တွဲကျွန်တော်တို့မြဲသွားအောင်ကျွန်တော်နန်စားလွတ်တာတွေနန်စားပေးတာတွေရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးပေါ့တဲ့ဒီနေ့မွေးဖွားတဲ့သားသမီးကိုကျွန်တော်တို့ကအစားပြုပြီးတော့မှဂျိုးခွင်အရကျွန်တော်တို့ဘဲဂျိုးခွင်မှာမွေးဖွားတဲ့ဂျိုးသက်တွေပြန်ညှိပြီးကျွန်တော်တို့အစီမံလုတ်တာမျိုးတွေရှိပါတယ် လုတ်ပေးပါတယ်အဓိကအဖြစ်တော့ချစ်ကလင်မြားကွဲမှာကြောက်တာတွေနောက်ကကိုချစ်သူကတသက်လုံးကိုတယောက်တည်းပဲချစ်စေချင်တာမျိုးပေါ့နော်အဲ့မှာမျိုးမှာမှကျွန်တော်ကနှစ်မျိုးရှိတယ်လက်ဝဲနဲ့လက်ရလက်ဝဲနဲ့လှုပ်စေချင်တဲ့သူဆိုလဲလက်ဝဲနဲ့လှုပ်ပေးတယ်လက်ရနဲ့လှုပ်စေချင်တဲ့သူဆိုလဲလက်ရနဲ့လှုပ်ပေးတယ်အဓိကအဖြစ်တော့ကျွန်တော်တို့လက်ဝဲလက်ရနှစ်ခုကိုင်ကျွန်တော်တို့ခုလက်ပညာသေးလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးဆိုကျွန်တော်စီမှာလာတဲ့သူတွေဒီအဓိကဘာအစီအမံနဲ့လှုပ်ရှင်တာလဲပီယအစီအမံနေလှုပ်ရှင်တာလားပီယချိုအစီအမံနေလားအဲဒါမှမဟုတ်လို့ချင်းကျွန်တော်တို့ အဓိကအပြစ်ဆနာပြောလို့လက်ဝဲလက်ရာဘယ်စီမံနဲ့လှုပ်ရှင်တာလဲဒါမှမဟုတ်မစ္စည်းမအစီမံနေလားကျွန်တော်တို့သူတို့လှုပ်ရှင်တဲ့ပုံစံပေါ်မှာမေးပြီးတော့စီမံပြုလုပ်ပေးပါတယ်အဲ့ဒါကလူတွေကိုပြန်ထိတက်တဲ့အစီမံဆိုတာရေလို့တော့မရှိဘူးဒါပေမဲ့တခုဆိုရင်ရတာဘာရှိလဲဆိုတော့ကိုကမှန်နေဖို့တော့လိုတာပေါ့နော် အဲတိတိဆိုင်ဆိုင်မနေ့မနေ့အောင်တနေ့ကကျွန်တော်ဒီမှာအစီမံလာအပ်တာအမျိုးသမီးနှစ်ဦးပေါ့နော်နှစ်ဦးလုံးကဖြစ်ရှင်တော့တနေ့ဆိုင်ဆိုင်ဒီယောက်ကြားတယောက်အတွက်ကိုအစီမံလာအပ်တယ်ဒါပေမဲ့သူတို့အကုန်လုံးကအဲ့ယောက်ျားနဲ့လက်ထပ်ထားတယ်ဘယ်သူကအရင်လက်ထပ်ထားလဲကျွန်တော်မသိဘူးသူတို့နှစ်ယောက်ကလည်းအဲတိုက်ပြီးတော့လာတာမဟုတ်ဘူးကျွန်တော်စီကတယောက်တစ်ချိန်စီရောက်လာတာတယောက်ကမနဲ့ရောက်လာတယ်တယောက်ကနေလေခင်ရောက်လာတယ်သူတို့နှစ်ယောက်လုံးကလည်းစာချုပ်စာတန်းအနေနဲ့နှစ်ယောက်လုံးလက်ထပ်ပြီးသားဆိုတဲ့အကြောင်းပေါ့အဲ့တော့ကျွန်တော်မှလုတ်ပြီးတဲ့အခါမှာဆွမ်းနာပြောလို့ပေါ့လေအရင်လက်ထပ်ခဲ့တဲ့သူက အဲဒါဆိုတော့ပြောလို့အားသာချက်ပိုရှိတာပေါ့ဒုတိယတယောက်ကတော့အားနေချက်ရှိတာပေါ့တချို့ကလိန်ပြီးလာအပ်တာရှိတယ်အဲတကားဆိုလည်းအဲ့လိုပဲဟိုဒီတငယ်ချင်းတယောက်စီကနေပြီးတော့ပတ်စံရစရာလိုလို့ပေါ့နော်တင်းနေရရအောင်ဆိုပြီးတော့အစီမံလာအပ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့တငယ်ချင်းစီကသူကပတ်စံတင်းနေရရစရာရှိတာမဟုတ်ဘူးသူကအဲ့ကောင်မလေးကိုအဲ့ရာထဲမှာလဲစီချင်တာဘာကြောင့်လဲဆိုတော့ဒီသူ့ရဲ့ပတ်စံကိုသူဒီဘက်မှာအဲလောင်ကစားချုံနိုင်အတွက်ကြောင့်သူကလိုချင်လို့ အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးလိန်ညာပြီးအပ်တယ်ဆိုလို့ချင်တော့ဒါသူတို့ကိုသူတို့ပြန်ခံရမှာပဲလေအဓိကတော့အစီအမံတစ်ခုအပ်တဲ့ချိန်မှာဆရာသမားကိုတိုင်ပင်တဲ့ချိန်မှာအမှန်ကန်ဆုံးပြောဖို့လိုတယ်ဘာဖြစ်ခဲ့ဖြစ်ခဲ့ပေါ့နော်နောက်တော့သူ့မှာမရေကြီးရှိနေပါစေအောင်ကိုကအငဲနောက်မဖြစ်နေပါစေအောင်သူဘလို့မတရားခံခဲ့ရဆိုတဲ့အကြောင်းတေချာပြောပြပေးခဲ့ဖို့တော့လိုတယ်အဲ့ဒါမှဆရာတို့စီမံပေးလို့ရတာပေါ့ အော်ကျွန်တော်ရဲ့ comment မှာအများဆုံးကတော့ကျွန်တော်ဟောတဲ့ရာဂိုင်းနှုန်းနဲ့တိုက်ဆိုင်နေဆိုတာတွေကြီးပါပဲ။ကျွန်တော်မန်းနဲ့ comment ဆယ်ခုမှာကိုကူကတော့အယမ်းမှန်နေဆိုတာရဲ့တကယ်ကိုတိုက်ဆိုင်နေဆိုတာရဲ့ပဲအများဆုံးရှိပါတယ်။အဲတချို့ကဒါအလိုမှန်ကန်လို့လာတိုက်ခိုက်တဲ့သူတွေတော့ရှိတာပေါ့နော်။ဒါပေမဲ့ကျွန်တော်ရဲ့ host land အကုန်လုံးဒီကျွန်တော်တက်ရမှာလူ80မှန်ရင်မှန်မှန်မှန်လူ90မှန်ကျွန်တော်အဓိကအဲ့လိုဟောပေးပါတယ်။ဟုတ်အချစ်ရေးအိမ်တော်ရေးလည်းရှိလို့တခါလေကြာရင်စီးပွားရေးလူမှုရေးအစုံပေါ့နော်။အဲတချို့ဆိုလည်းအိမ်ချိန်မီရောင်းမှုပြုဖို့အတွက်ကအစားပေါ့ကျွန်တော်စီမှာလာပြီးအစီအမံလုပ်ကြပါတယ်။ ဟုတ်ဟုတ်ကဲ့အဓိကတော့ကျွန်တော်ရဲ့ဖန်တွေအကုန်လုံးအဲကျဲကျဲမမချိကြပြီးတော့လက်ထဲမှာရွှေမချားငွေမချားနဲ့ကျွန်တော်အမြဲတမ်းပေးတတ်တဲ့စုလေးတစ်ခုပေါ့နော်အာဖြစ်နေတဲ့ဘေးဒုက္ခတွေကတ်တွေအကုန်လုံးကြော်လာနိုင်ပြီးတော့စိတ်ချမ်းချမ်းသာသာနဲ့မိသားစုပျော်ပျော်ရွှင်ရွှင်နေကြရပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဖယားမှာပဲရှိရှိဘယ်နေမှာပဲရှိရှိအဓိကမွေဟာဆရာပြောချင်တာပါလဲဆိုတော့အသားစားတဲ့မျိုးအသားစားတယ်ဆိုတာမျိုးတဲ့မျိုးပေါ့နော်ဆရာဘယ်နှကောင်လောက်ရှိတယ်အာမွေကတော့ဆရာစီမှာ၄ကောင်ရှိတယ်ဒီကောင်လေးကကြတော့ဒါ အာ reticulate တဲ့ reticulate တဲ့ကိုမှဒါအခုကနှစ်နှစ်သားပဲရှိသေးရဲ့ဟုတ်ပြီလို့အင်းနည်းနည်းနာပါလို့ရလားအပြုံထုတ်လိုက်မယ်နော်ဟုတ်ဟာဒါအခုက तू အစာစားရတဲ့အချိန်ဆိုတော့ तू တိတ်ကင်တာမကြိုက်ဘူးပေါ့အော်ပေါ့အဲဘလို့မွေးဖြစ်သွားလဲဆိုတော့အဓိကတော့အိမ်မက်ကြောင့်လဲကျွန်တော်ပါတာပေါ့နော်ဟိုအိမ်မက်ကြောင့်ဆိုတာအိမ်မက်ပေးပြီးရောက်လာတာမဟုတ်ဘူးဒီမွေလေးတွေမရောက်ခင်မှာကျွန်တော်အိမ်မက်ကြုံမက်တာ ဒီလိုပုံစံအဲ့လိုမွေအကြီးပေါ့တောင်ပတ်နေတာဒီတယောင်နဲ့ပဲအဲ့မွေကြီးကကျွန်တော်နောက်ကိုလိုက်လာတယ်လို့အိမ်မက်မတာမကြောက်ဘူးပဲဒီကောင်လေးရောက်အကျွန်တော်ယူဖြစ်သွားတာပေါ့အဲ့လိုမျိုးမှတ်မှတ်ရရအဲ့လိုမျိုးအကြောင်းဆုံးပြီးမှကျွန်တော်စီကိုရောက်လာကြတာပါအဲ့လိုမျိုးဟုတ်တယ်ခင်ဗျဒီမွေလေးကကျတော့ဒါအကြီးဆုံးဖြစ်မဲ့မွေပေါ့အဲတူတော့မတူဒီကောင်လေးကကျတော့ဒီထက်နည်းနည်းလောက်ပဲကြီးမှာအဲ့လိုမျိုးဟိုပေါ်မှာဆိုရင်တော့ဒီကဘာအခြေဆုံးမွေလို့ပြောလို့ရတယ် reticulated ဆိုတာတကောင်ရှိတယ်ဟာ तू ကတော့အကောင်ပေါက်လေးပဲရှိသေးလို့ဟာဒါကကျတော့ကျွန်တော်တို့ဒါ reticulated ကိုမှဒါနှစ်နှစ်သားပေါ့ တော့ဗမာလူဆိုသပတ်ကြီးမျိုးလို့လည်းပြောလို့ရတယ်။တခုခုတော့လေဟိုမွေဒီမှာကျွန်တော်တို့နားမပါဘူးပေါ့နော်။နားမပါဘူးဆိုပေမဲ့ကျွန်တော်တခုသိရတာကျွန်တော်ပြောရတဲ့စကားကိုတို့မချားနိုင်ပေမဲ့ကျွန်တော်တို့မိုင်းကိုသူဆက်သွယ်နိုင်တယ်။တော့ဆိုကျွန်တော်မှတ်မှတ်ရရတခါကျွန်တော်တို့ရေမတိုက်ပဲထားမိတာ9ရက်လောက်ကြာသွားတယ်။အဲအဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့အိမ်မက်ထဲမှာသူကရေငတ်တယ်ဆိုတဲ့အကြောင်းလာပြောတာပေါ့။အဲအဲ့လိုမျိုးပေါ့။ အဲ့တော့ကျွန်တော်အဲ့ထူးထူးဆန်းဆန်းအဲ့တော့မှတတိရတာတကယ်လဲကျွန်တော်ရေမတိုက်ခဲ့မိဘူး9ရက်လောက်ကိုအဲ့အဲ့လိုမျိုးပေါ့အားကြောင့်တို့ကကျွန်တော်တို့ရဲ့ mind ကိုတော့လာဆွတ်တွင်နိုင်တာတော့ရှိတယ်ဗျတော် line ပေါ်မှာသူကတီကောင်ကြောက်လို့လူတွေကလေအဲ့သူကတီကောင်ကြောက်တယ်ဆိုပြီးတော့ဝိုင်းပြီးတော့စနေကြတော့မွေတော့မကြောက်ဘူး အဓိကတော့ तू အဲ့တီကောင်တော့ကြောက်တယ်အဲ့လိုမျိုးအတီကောင်ဆို तू ကဟိုခလေးတွေကကြောက်တာအဲအဲ့လိုဆိုတော့ तू ဝိုင်းပြီးတော့စားကြတာပေါ့မွေးကြတော့မကြောက်ပဲဘာလို့တီကောင်ကြတော့အဲ့အဲ့လိုမျိုးကြောက်တာလေဘာလဲစားကြတာရှိတယ်အဲတကူဆိုရင်တော့ကျွန်တော်တို့ဆိုင်သူ့ကိုဝိုင်းပြီးတော့တော့မှလူတွေကအဲ့လိုမျိုး support ပေးကြသေးရပို့ပြီးတော့ဟုတ်ဖြစ်သူကြီးသားတက်တန်းလေးကတော့နောက်ကြမှကျွန်တော် line ပေါ်မှာ subscribe တိုက်မယ်ပေါ့ဟုတ်ကဲ့ဟုတ် အခုတော့ကျွန်တော်ဟိုမပြောသေးဘူးပေါ့နော်အာနောက်တစ်ခါကျတော့ကျွန်တော်တို့နှစ်ယောက်ကအခုမှကျွန်တော် line ပေါ်မှာတင်တာပေါ့အဓိကအကြောင်းရင်းကဘာဖြစ်လို့လဲဆိုတော့တချို့ကကျွန်တော်ကိုမေးကြလို့လာလာပြီးတော့လေလာလာပြီးမေးကြတော့အာပြင်သွားနေတဲ့အခါမှာနှစ်ယောက်တူတူတွေ့တယ်အဟိုနေရာမှာနှစ်ယောက်တွေ့လိုက်တယ်ဒီနေရာမှာနှစ်ယောက်တွေ့လိုက်တယ်မေးလို့ကျွန်တော်ဟုတ်အခုမှ line ပေါ်တင်တာပါအာသူက15ရက်တစ်ချိန်မှစားတာအဲ့လိုမျိုး15ရက်တစ်ချိန်မှစားသူတို့ရဲ့ညစ်တဲ့အာတော်တော်များတယ်အဲ့တော့15ရက်တစ်ချိန်စားတယ်နောက်တစ်ခါဆိုစက်သားပဲစားတယ် အဲ့တခုပေါ့ကြက်သားစားတယ်နောက်ကစံကန်ရဲ့တကြိမ်ကျွေးတယ်မွေလေးတွေကတကယ်တော့ကျွန်တော်ဒီမွေမျိုးစိတ်တွေကဆရာတို့ဒီကြက်သားကျွေးအဗာလဲကြက်ဥတိုက်တာပေါ့နော်တချို့လောက်တယ်လေအဲကြက်ဥတိုက်တယ်ဘာညာသားတကယ်တော့မလုံသိဘူးအဲ့လိုမျိုးထည့်လိုက်တော့မယ်နော်